အခုသတင်းပတ်ထဲမှာတဲတဲထန်ထန်ဇက်တိုက်ရွာသွန်းတဲ့မိုးတွေကြောင့်တိရိလင်္ကာနိုင်ငံမှာလူ96ဦးထပ်မံသေဆုံးခဲ့ပါတယ်။ဒီအခြေအနေကပြီးခဲ့တဲ့နှစ်ပိုင်းတွေအတွင်းတိရိလင်္ကာမှာကြုံမှုသမျှရာသီဥတုဖောက်ပြန်မှုကြောင့်လူအသေးပြောက်အများဆုံးဖြစ်စဉ်တစ်ခုဖြစ်လာခဲ့ပါတယ်။နိုဝင်ဘာ28ရက်နေ့မနက်ပိုင်းထိအခြေအနေအရမိုးရွာသွန်းမှုနောက်ဆက်တွဲရေကြီးမှုနဲ့မြေပြိုမှုတွေကြောင့်လူ96ဦးထပ်မံသေဆုံးပြီး21ဦးပျောက်ဆုံးနေတယ်လို့အာဏာပိုင်တွေကပြောပါတယ်။ လူမှုကွန်ရက်ပေါ်ပြန့်နှံ့လာတဲ့ဗီဒီယိုတွေမှာတော့နိုင်ငံအနှံ့ကမြို့တွေရွာတွေတဲရေဖုံးလွှမ်းနေတာကိုတွေ့ရပြီးရထားပြေးဆွဲမှုအများစုကိုလည်းလက်တလုံးမှာဆိုင်းငံ့ထားရတာပါတီရီလင်ကနိုင်ငံမှာအခုသတင်းပတ်ကြုံတွေ့နေတဲ့ရာသီဥတုအခြေအနေတွေကဒစ်ထွာဆိုက်ကလုန်းမုန်တိုင်းကြောင့်ပိုပြီးပြင်းထန်နေတာဖြစ်ပါတယ်။မုန်တိုင်းကတီရီလင်ကအရှေ့ဘက်ကမ်းလွန်မှာလေဖိအားနဲ့ရဝုန်းငယ်အဖြစ်စတင်ဖွဲ့စည်းဖြစ်ပေါ်လာပြီးအဲ့ဒီနောက်ဆိုက်ကလုန်းအဆင့်ကိုလင်းလင်းမြန်းမြန်းအားကောင်းလာခဲ့တာဖြစ်ပါတယ်။ မုံတိုင်းဟာအိန္ဒိယနိုင်ငံပိုင်နက်ထဲကိုကုန်းတွင်းဝင်ရောက်တိုက်ခတ်ဖို့လည်းရှိနေပါတယ်။တီရိလင်္ကာမှာတော့တဲတဲမဲမဲမိုးရွာသွန်းမှုတွေနဲ့အတူမြစ်ရည်တွေလည်းစိုးရိမ်ရေးအမှတ်ကျော်တဲ့အထိဇက်တိုင်မြင့်တက်နေတာဖြစ်ပါတယ်။ကီလာနီမြစ်အောက်ပိုင်းဒေသတွေမှာတော့လာမယ့်48နာရီအတွင်းအကြီးအကျယ်ရေကြီးနိုင်တဲ့သတိပေးချက်တွေထုတ်ပြန်ထားတာပါ။တီရိလင်္ကာရဲ့အလဲပိုင်းနဲ့မြောက်ပိုင်းဒေသတချို့မှာတော့နိုဝင်ဘာ28ရက်နေ့မှာမိုးရေချိန်200မီလီမီတာအထိရွာသွန်းမယ်လို့ခန့်မှန်းထားပါတယ်။ အစိုးရဟာကယ်ဆယ်ရေးလုပ်ငန်းတွေမှာပါဝင်ကူညီဖို့စစ်တပ်အင်အား2000ကျော်လောက်ကိုလည်းအသင့်ပြင်ထားစေပါတယ်။တီရိလင်ကနိုင်ငံမှာအခုလိုကာလဆိုရင်နှစ်တိုင်းမိုးသည်ထန်လေးရှိပေမဲ့အခုလောက်ပြင်းထန်ကြမ်းတမ်းတဲ့အခြေအနေမျိုးတော့မဟုတ်ဘူးလို့ဆိုပါတယ်။နိုင်ငံရဲ့သမိုင်းတစ်လျှောက်အဆိုးဆုံးရေကြီးရေလျှံမှုတွေကိုတော့2003ခုနှစ်ဇွန်လမှာကြုံတွေ့ခဲ့ပြီးလူပေါင်း254ဦးသေဆုံးခဲ့တယ်လို့တောင်းနဲ့ချီရွှေ့ပြောင်းခဲ့ရပါတယ်ရှင်။